ကာရဘာကွာကြီးငါတို့ကတော့ အဲ့ဆိုတော့ဟိုကွာကြီးအခုအခုပေါ့လေဒီမှာဟိုဆေးခန်းဖွင့်နေတာတွေ့ပါတယ်ဆိုတော့ဒီအကွာကကြတော့ဒီလူတိများရဲ့ခိုင်မှာဆိုလူတိများတွေဆယ်လီတယောက်ဖြစ်တယ်အပြင်ဒီအဆိုတော်လေးဆိုတော့ဖြစ်တယ်ဆိုတော့ဒီလိုဟာပြောရနေပြီးတော့မှအခုလိုဒီ pride တာလုပ်ဖို့အတွက်ပေါ့လေဘယ်လိုမျိုးစပြီးတော့လုပ်ဖြစ်သွားတာလဲဘယ်လိုစိတ်ဝင်စားသွားတာလဲပေါ့ဟုတ်ပထမကျွန်တော်ကဒီခိုင်မှာလဲဒီဆေးရဲ့အခြေအနေမကောင်းတော့ကျွန်တော်တို့ဒီဟိုရှိတဲ့အလုံးနဲ့ပေါ့နော်အိမ်မှာအိမ်မှာနေတာများပါတယ်ကျွန်တော်တို့ကဆိုတော့ အဲ့ကနေပြီးတော့မှဟိုကျွန်တော်ထိုင်းနေတာပေါ့နော်ဒီအေကမီဒီယာကိုကိုစင်မြို့ပေါ့အာဒီဘက်မှာဟိုခလက်အမသုံးရမဲမွေးတဲ့ဟာရှိတယ်အဲ့အမဲတစ်ချက်လောက်အလူချင်းရှိတယ်အဲ့အတစ်ချက်လောက်ဆွဲပြီးတော့မှလူပဲပါလားအာကြီးဟိုမင်းအားမလားကိုတော့အဲ့လိုမဲအားရရပါလေအကောင့်တဲ့အလောက်ပဲလုံးပါပေါ့ရတယ်လုံးပဲလေးရတယ်အဲ့တစ်ခေါက်တော့လို့ဖြစ်တယ်ဆိုတော့နောက်ထပ်အဲ့ခလက်သုံးရအမဘုတ်ဒီမြောက်နေရောက်ဆုံးတာအဲ့အမဘုတ်မွေးတဲ့ခလက်သုံးရကိုနောက်ထပ်တစ်တိုင်းနေပြီးတော့မှနောက်ထပ်ဆိုအားဖောက်လို့ဖြစ်တယ် နောက်ထပ်တော့လူဖြစ်တော့ဘုန်းတော်အဲ့လိုမျိုးတော့လူဖြစ်ပြီးတော့အဲ့မကြပါဘူးဒီမန်ပြားနေဒီဖုန်တာရှောင်းဖက်မှာဒီရှမ်းမြို့နယ်စုတို့ဘုန်းတော်ကျွန်တော်တို့ဒီရခိုင်ပြည်မှာနေတဲ့ရှမ်းမြို့နယ်စုတို့ဒီရေဖက်တန်းကြတော့ဘုန်းတော်ဒီတောင်ကနေပြီးဒီညောင်ညောင်ရောက်တော့လေအဲ့အမှဟိုတော့ခိုင်အောင်နေတဲ့အချိန်မှာဒီဟိုဆင်းဆင်းချင်းနဲ့ချစ်တဲ့ကြမယ် brighter than ရခိုင်ပြည်မှာစဉ်းလုံးကြမယ်ဆိုတော့ brighter than ချစ်ဆက်လာတော့ဘောနော်ကျွန်တော်သိ90ကျော်လောက်ပေါ့ FM မှာသွားပေးလို့ရမလားဘောနော်ဟောအဲ့လိုမျိုးဟောလုပေးလို့ရမလားဆိုတော့ရတာပေါ့အဲ့လိုမျိုးဘောနော်ခြေတော်မှာတော့ brighter brighter ကိုအဲ့လိုမျိုးတော့မလောက်ဖြစ်သေးဘူးဘောနော်ဟောစားပြီးတော့ကုညီလို့ရပါတယ်ဒါတော့ကောင်းတယ်လို့ပဲဒါညမျိုးဟိုရခိုင်မျိုးမှာပေါ့ပေါ့ဘောရှိတဲ့ကျွန်တော်တို့ရခိုင်ပြည်မှာပြည်မျိုးနေစုမဆိုတာကုညီတက်လာပေါ့ဒါဟိုဒုက္ခရောက်နေတဲ့လူဆိုတော့အဲ့လိုမျိုးသူတို့ဒီ ဟိုရခိုင်ပြည်မှန်စင်ကြမယ်ဆိုတော့အဲအတန်းကဒွေတပတ်စံကိုအပ်လုဒ်ဖြစ်တာပေါ့နော်ဟိုစာအိတ်တွေနောက်ပြီးတော့ဒီရှင်းထောင်းရေးပစော့ရေးအဲ့လိုမျိုးပေါ့နော်ဟိုလူဖြစ်တယ်လူဖြစ်တော့နောက်ပြန်လာတယ်ကျန်တော့နောက်ထပ်အဖွေးစစ်တကအထပ်ထပ်ပြီးတော့လေးရမလားဆိုတော့အဲ့လိုအဲ့လိုမျိုးနဲ့ဒီ brighter အထက်ကိုရောက်ရောက်လာတာပေါ့အဲဆိုတော့အဲ့လိုမျိုးရောက်ပြီးတော့မှ FM မှာကျွန်တော်ဒလာနီဘလောက်ရှိမှတယ်နဲ့ဒလာနီဘလောက်ကြားတယ် FM မှာဒီဟိုအတော့အလာနဲ့ကျွန်တော် ါပြီးတော့မှဒီဘက်မှာဒီဆေးခန်းလေးပေါ့နော်ဆေးခန်းဆိုတော့အဲ့ဘက်မှာ brighter လုံးနေတဲ့အချိန်မှာဒီဘက်ကကျွန်တော်တို့ဒီ season ရောက်ကအသင်းကဒီဥက္ကဋ္ဌဘုံနဲ့တိုက်တာမြို့ဟင်းရင်ကနေပြီးတော့မှဝါကြီးဒီဘက်မှာလဲဒီ civil တင်းချောင်းနေတဲ့အဲဒီဒုက္ခတွေတွေဟာဒီကြောက်မရွေးစားချက်မှုတွေလိုအပ်နေတယ်အဲအကြောင်းဒီဘက်မှာဟိုကွာကြီးဟိုအဆက်ပြေလို့ရှိရင်ဟိုဒီဘက်ကိုလည်းဆက်ပြေပါအောင်ပုံညီပြေပါအောင်ဆိုတော့အာကျွန်တော်လည်းဒုက္ခညနေဒီအလှူငွေဝင်တော့ဟို ဆက်ပေးမယ်ပေါ့ဟိုနောက်ပြီးတော့ကိုကိုရှိတဲ့ဒီဟိုအသိရှိတဲ့ဒီ brighter ဖွင့်စစ်တော့ပေါ့နော်အသိမစစ်ရှိတဲ့ဒီ brighter ဖွင့်စစ်နဲ့ရှိဆက်ပြီးလို့ရရင်တော့ပေါကောင်းတာပေါကောင်းတာဆိုပြီးတော့အဲ့လိုပြောလို့ရှိတယ်ဆိုတော့အဲ့မှာဒီ no sound လူတွေများဒီ brighter အသင်းကနေပြီးတော့မှကိုစစ်ရှောက်ပင်တွေ့ကိုစစ်ရှောက်ပင်လွှဲရကျွန်တော်စီပါအလုံးလေလေဒီဘက်ကလူတွေထောက်ပတ်မယ်ဆိုတော့ကျွန်တော်ကသူတို့ professional နှီးတယ်ဒီဘက်မှာကြာမယ်ဆက်ဆံမှုလိုအပ်နေတယ်ဒီရခိုင်ပြည်ရဲ့ဒီဖုန်းကြမ်းတို့နေတဲ့ကဒီ safe ရှောင်း လူမှာပေါ့နော်ဆိုတော့အဲ့မှာအသွင်ကြီးလိုက်တော်တော်ကောင်းမယ်ဆွေးနွေးပြတော့ဒီလိုလေခွင့်ပြုတာပေါ့ခွင့်ပြုတဲ့ကျွန်တော်ဒီဆက်ကိုရောက်တော့အစားအသောက်တွေကျွန်တော်တို့ဒီမြဘကလေးနဲ့အခါမဆင်ပြီးဆင်ပြီးလို့ရှိရင်ဒါပြီးပြီဆိုတော့ဆိုတော့နေနေနေထားလို့ကျလိုက်တော့အဲ့ချင်းကောရနာတို့တော့ပေါက်ကြတယ်ကနကနဖြစ်တဲ့နောက်ပြီးတော့ငမမကြောင့်ဝှှ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  ဖမ်းလိုက်ရင်တော့ဒါဒေသခံပြည်သူလူထုတွေကိုဟိုသူတို့အကျုပ်ပြုမှာပဲဆိုတော့အဲ့လိုစေခါဖွင့်ရင်ပေါကောင်းမယ်ဆိုတော့စေခံအဲစေခါဖွင့်ကြမှာကွာဟိုမျိုးရင်းနဲ့ဒီဖီစင်ဖွင့်အတန်းကတည်းကဂျန်နဲ့ဆင်းနေပြီးတော့စေခါဖွင့်ပြတာပေါ့ဟုတ်ကဲ့ဆိုတော့အခုအခုလေကွာကြီးတို့အခုစေခံကူးနေတာကူးကူးပြီးတာရောဘယ်နှဦးလောက်ရှိပြီလဲလက်ရှိကျွန်တော်တို့ကူးတာဆိုရင်လင်းမချောက်လောက်တော့ရှိမိထိုင်တယ်ဟုတ်အဲနော်ဆင်းနေတဲ့ကဒီနေ့ရှိသေးဘူးကွာပေါ့နော်ကူးတာပြတာပေါ့နော်ဒီဒေသခံပြည်သူလူထုတွေနဲ့ ဒီ save ရှောင်းပြပြလို့ပြတယ်ပေါ့ကောနော်ဟုတ်ကျွန်တော်ကဒီစိတ်ခန္ဓာကိုပုံမှန်ဝင်ငွေမရှိဘူးပေါ့ရမယ်ဆိုရင်ဒီအီရန်ပြပရဲ့ဒီအလူရှန်တွေရဲ့ငွေတွေနဲ့ဒီ bright of face တွေရဲ့ငွေပေါ့မြန်ခုပြီးတော့မှဒီစိတ်ခန္ဓာလေးကဟိုဖွင့်ထားတာဆိုတော့ဟိုကျွန်တော်တို့ရေရှည်ဒေတာတွေကိုကျွန်တော်တို့စဉ်းစားလိုက်တဲ့အချိန်မှာအလုံးဝ FC ပြည့်ရင်လည်းအဆင်ပြေဖို့တော့ကျွန်တော်တို့နောက်ထပ်စေဝါကိုမပြတ်ဆက်မရှိဘူးပြေးသွားမှာပေါ့အဲတော့ကျွန်တော်တို့ဒီစေဝါဖွက်ကဒီတော့ပေါ့နော်စေဝါဖွက်ပဲယူတယ် ဟိုစတဲ့ခါတဲ့ကုတခါတဲ့မြေဘူးပေါ့အဲ့လိုမျိုးဟိုကုတပေးတာရှိတယ်နောက်ပြီးတော့လုံအောင်ပက်ဆံမတက်နိုင်ဘူးဆိုရင်လည်းဟိုအခါမဲ့ကုတပေးတယ်ဟိုအဆံမပြေဘူးလုံအောင်ဟိုစောင်းဝနေရလဲအဆံပြေဘူးဆိုတော့ပက်ဆံလေးလွယ်တဲ့ဆံလေးပလေးတွေတာရှိတယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့အခုလက်ရှိကိုတို့မှာအခက်ခဲတွေဘယ်လိုခက်ခဲတွေရှိလဲပြီးရင်အဓိကဘယ်လိုအကူအညီတွေပေးဖို့လိုအပ်နေပါလဲဗျာလက်ရှိကတော့ကျွန်တော်တို့ဒီမကြတဲ့အရှင်ပေါ်တော့ဒီမကြတဲ့အရှင်မှာကျွန်တော်တို့နောက်ထပ် ဒီကြောက်ဖြူမြို့နယ်မှာပေါ့ဒီစေကျနာအာခတ်ကြည့်သူအခြေကျူပေါ့နော်ဒီစေခန်းဟာကျွန်တော်တို့နောက်တစ်ခန်းဖွင့်လာမယ်ဆိုတော့ဒါကျွန်တော်တို့ဟိုလက်လက်ခံပြည်သူလူထုကိုအကျုပ်ပြုမှာတို့သိချရပြုပြန်ဒီနေရာမှာစေခန်းတစ်ခန်းဖွင့်လိုက်တယ်ဒီမှာရှိတဲ့ဒီဒေသခံပြည်သူတွေကိုဘလောက်အထောက်အကူပြုသလဲဆိုတော့ကျွန်တော်သိတော့ပေါ့နော်အာဒါဆိုရင်ဒီကြောက်ဖြူမြို့နယ်မှာဖွင့်လိုက်ရင်လည်းဒီလိုမျိုးအကျုပ်ပြုလာမှာပဲဆိုတော့ဒီဟိုအတိတ်တစ်ခုရလာတာပေါ့အဲဆိုတော့အဲအကြောင်းဒီကျွန်တော်တို့ ဒီကြောက်စုမျိုးနေမှာဘာမှဒီမကြတဲ့အချိန်မှာကျွန်တော်ဒီစေတနာအာခတ်ဒီပေဂျေဘူးစကန်တို့နောက်ချက်တစ်ခုဖွင့်လို့ရှိတယ်ဆိုတော့အစကန်ဖွင့်မဲ့ဒီမတ်တုံရောက်လဲကျွန်တော်တို့ဒီအာရခအလန်ပေါ့နော်အာရခအလန်ဒီဗျာဒိတာအတန်းကနေပြီးတော့မသိ150ဟောကျွန်တော်အကြီးကိုဒီလိုမတ်တည်ပြီးတော့ဒီအဲ့နေရာလေးမှာလောက်ပေပေါ့နော်ဟောကအကြီးလုံးမစင်ဟောသူတို့မတ်တည်ပြီးတော့လှုပ်ပေးမှာပေါ့ဆိုတော့လှုပ်ပေးလို့ရှိတာပေါ့ဆိုတော့အဖမ်းမှာစေကဖွင့်ပြင်ပေါ့ဒီမကြလိမ့်မှာဟုတ်ကဲ့ဆိုတော့ဘလိုကူညီမျိုးတွေပေးဖို့လိုအပ်လဲပို့ပြီးတော့အထမြောက်ဖို့အတွက်ပေါ့လေဟုတ်ပါပြီဒီ စေကန်းတခန်းဆိုဒီရှိတဲ့ဟာတော့မှကျွန်တော်မနေ့ကိုထိနေရတဲ့အနေထားပေါ့ဟိုနှစ်ခါဆိုတော့တော်တော်ပေါ့ဒီပြည်နှံပြပရဲ့ဒီ brighter အဖွဲ့အစည်းတွေရဲ့ဒီအလှငွေတွေရဲ့နောက်ပြီးတော့အလျင်တဦးတရားချင်းစီပို့ပြီးတော့မှဒီသူတန်းလာရင်တော့ပေါ့ပေါ့မယ်ပေါ့နော်နောက်တန်းဒီအရှောက်အဖွဲ့အစည်းကြီးတယ်ပေါ့ဟိုသူတို့ကလည်းပို့ပြီးတော့ဒီ sporty pay လာရင်တော့ကျွန်တော်ဒီချက်မကဒီရခိုင်တပြင်းလုံးလေးကျွန်တော်လုံနေလုံပြလုံပြမှာပေါ့နော် တမျိုးပြီးတမျိုးပေါ့နော်ဒီစစ်ကောင်ကိုကျွန်တော်တိဆောက်တိဆောက်ရေးရေးဆက်ရှိတာပေါ့နော်ကျွန်တော်လက်ရှိအခက်အခဲကတော့ကျွန်တော်အဲဒီစစ်ခန်းနှစ်ခုကိုထိမြောက်ပဲစဉ်းစားနေရတာပေါ့နော်ကျွန်တော်လက်ရှိဒီပြပကဝင်လာတဲ့အလူငွေတွေနဲ့ဒီမှာစစ်ခန်းနှစ်ခန်းကိုလည်းပန်းမြောက်ဖို့ဘယ်လိုမျိုးဝက်ကပီတို့မှလက်ထပ်ဘယ်လိုမျိုးရအောင်မရှာမလဲဆိုတဲ့ဟာတွေကိုပေါ်ပြီးတော့စဉ်းစားနေရတာပေါ့နော်ဒီစစ်ခန်းလည်းတော့ပေါ်ရကြတော့โอเคဆိုတော့အခု꽈ကြီးတို့မှာအခုလုံနေတာဒီဆေးကမ်းမှာလေးထိုင်နေဟောပြီးတော့မှဒီ mobile ဆင်းတာပေါ့ရောအဓိကဆင်းနေဆိုရင် ရော်တွေကိုဆင်းလာလားဒုက္ခတွေစခန်းတွေဆင်းလာလားတော်တော်ဟိုဟိုအများကြီးဆင်းပြက်လာဆင်းဆင်းဖြစ်လာပါလို့ကျွန်တော်ကဒီပထမတစ်ခါဆင်းဖြစ်တယ်ဒီစခန်းဖွင့်တဲ့အချိန်ပြီးတော့လာလောက်ကြာပါဘောနော်တစ်ခါကျွန်တော်ဒီစိတ်ပိချံစကန်လို့လည်းကျွန်တော်ဆင်ပြတယ်ဒီစိတ်ပိချံဆိုတော့ကဒီဒုက္ခရောက်နေတဲ့လူတွေအာဒီ ဟိုတနေ့လောက်ဟိုတနေ့ရှာနေတော့ဗောနော်တနေ့စားဖို့တနေ့ရှာနေရတဲ့အချိန်မှာဒါကြောက်မရင်းနဲ့ဆေးဝါးဈေးကလေးလိုလာပြီဆိုတော့သူတို့ကတော်တော်အခက်အခဲမြင်တာဗောသူတို့အဲ့လိုမျိုးနေရာတွေဟိုသူတို့ကြောက်မနေရင်တော့ရှာစားမှာပဲဒါကျွန်တော်တို့ရခိုင်သားတွေစစ်တယ်လေအာအမကြောက်မှာမသာအင်းနေနဲ့လက်ရှုပ်ပြီးတော့ဟိုအဲ့ရမှာနေပြီးတော့အိပ်ပြီးတော့မှုခံနေတာဟောဖြစ်နိုင်ရတော့ကြောက်မနေရတော့ဘာမှမစကောက်လို့မှာပဲဒါကျွန်တော်တို့ရခိုင်တွေစစ်တယ်ပဲဆိုတော့ဟိုအဲ့လိုမျိုး ဒီစစ်ပေးဆောင်ကန်းတော်ကပဲလိုက်ပြီးတော့ဒီကျွန်တော်တို့ကမဘက်ကလေးနေပေါ့နော်အခမေးပေါ့နော်ကျွန်တော်တို့ဒီဆက်ပြီးတော့ကူသက်ဖြစ်တယ်ဟောဒီလက်ရှိဒီဒေတာမရှိတဲ့လူတွေကြတော့ဒီစစ်ခန့်ကိုပဲလာလို့ပြောင်းကြတာရှိတယ်ဒီဒီဒေတာတွေကချေရောက်တယ်ကြတော့ကျွန်တော်တို့လည်းပြီးတော့ဘောကဆက်တာမရှိဘူးဗျဒီစစ်ခန့်ကျွန်တော်တို့ဖန်တာလဲဒီစစ်ပေးဆောင်ပြည်သူလူထုတွေကိုအဓိကဒီဥထိထားပြီးတော့မှဒီကူသက်မယ်ဆိုပြီးတော့အခမေးကူသက်မယ်ဆိုပြီးတော့ဥထိထားပြီးတော့မှဒီစစ်ခန့်တွေကိုကျွန်တော်တို့ဖန်လိုက်ကြဖြစ်တယ် ဟိုနောက်တော့ပြည်ထောင်ပြည်ပကဒီအဖွဲ့အစည်းကြီးတွေနောက်ပြီးတော့ဒီအလူရှင်တွေအဖွဲ့တွေအောက်ကောင်းလာမယ်ဆိုရင်တော့ကျွန်တော်တို့ဒီစစ်ကမ်းကကျွန်တော်တို့ဒီဘုံနိုင်ငံနေမှာတခန်းရှိရင်ကြောက်ဖြစ်နေမှာတခန်းရှိရင်အဲ့နှခန်းလုံးကိုကျွန်တော် episode ခုပြင်မှာဟိုတကယ်မပြည့်စရာမလိုဘူးစေတနာရှိရင်အလူပုလေးလုတ်ပြလိုက်မှာထည့်ခဲလိုက်မှာထည့်ရင်လည်းကိစ္စမရှိဘူးဆိုတော့ပုံမလိုဘူးနော်အဲ့လိုမျိုးရှိတာပြောဟုတ်ဟုတ်ကဲ့ဟိုအားလုံးပဲဟိုကျေးဇူးတင်ပါတယ်ဆုံးဖြတ်ကြည့်ပေးကြရတဲ့ဒါတော့အခုဒီခိုင်မာပေါ့လေအခုဒီ brighter စေကန်လေးဖွင့်တဲ့ကွာကြီးကိုခလိုမြင်များတော့တာဖြစ်ပါတယ်ဆုံးဖြတ်ကြည့်ပေးကြရတဲ့ကျေးဇူးများတင်ပါတယ်ကျေးဇူးပါ